နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ည9နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်အခြေအနေကပ်ပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အထင်အထင်ဖြစ်ထွန်းနေပြီးကြံမင်္ဂလာပင်လယ်အော်တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည်ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်ည၈နာရီအချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်းခန့်မေကြီးသည့် အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးဆက်လက်တည်ရှိနေပါသည်အဆိုပါတိုင်ဖွန်းမုန်တိုင်းခန့်မေ့ကြီးသည် အနောက်ဘက်သို့ရွှေ့လျားနိုင်ပြီးနိုဝင်ဘာလ6ရက်နေ့ညပိုင်းတွင် VNN နိုင်ငံကမ်းခြေကိုဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည် မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျကျ မန္တလေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္လာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ ၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနှင့်မိုးတိကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်တနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာမီမြေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲချိန်ထိခံမှန်းချက်မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်